ထမဆုံးပြောချင်တာကတော့မနေ့ကျွန်တော်အိယာနိုးတဲ့အချိန်မှာငါမြမပြည်ကို ပြန်ရောက်နေပါလားငါပြည်သူတွေနဲ့အတူတူ ရှိနေပါလားငါရဲဘော်တွေနဲ့အတူတူမြေပြင်မှာရှိနေပါလားဆိုတဲ့အသည့်နဲ့နိုးထရခြင်းဟာဘာနဲ့မှ အစားထိုးလို့မရတဲ့ဘာနဲ့မှလဲလို့မရတဲ့အသည့် ခံစားမှုကိုရတယ်လို့ခွန်အားတွေကိုရတယ်လို့ကျွန်တော်အရင်ဆုံးပြောခြင်းပါတယ်အဲမြေပြင်မှာ ရောက်ရောက်ချင်းမြေပြင်ယုံတွေကျွန်တော်စောက်ဖြစ်ပါတယ်ခုဆိုရင်အဲမြေပြင်ပညာရေးဝန်ကြီးယုံမြေပြင်ကျန်းမာရေးဝန်ကြီးယုံကျွန်တော်တို့ရှိပါတယ်အဲတိဆောက်မှုတွေပြုလုပ်နေပါတယ်ပညာရေးနဲ့ကျန်းမာရေးအကောင့်အထယ်ပေါ်မှုတွေကိုမြေပြင်မှာရှိတဲ့ဆရာဆရာမတွေ အဲမြေပြင်မှာရှိတဲ့ပညာရေးဝန်ဆောင်မှုတွေကို ပေးနေခဲ့တယ် ပေးနေကြတဲ့အစင်ဒီဇိုက်ဒေါ်လန်ရေးရဲ့အစကနေကအခုချိန်ထိအဲပေးနေတဲ့ CDM ဆရာဆရာမတွေ CDM အင်အားစုတွေနဲ့တွေ့ပြပါတယ်ကျမရေးအနေနဲ့ဆိုရင် CDM ကျမရေးစောင့်ရှောက်တဲ့သူတွေအဲဆရာဝန်တွေသူနာပြုတွေအဲကျမရေးစောင့်ရှောက်တဲ့သူတွေနဲ့ကျွန်တော်တွေ့ပြတယ်သူတို့နဲ့တိုင်ပင်တယ် သူတို့ ਨੇ ဆွေးနွေးပြီးတော့ကျွန်တော်တို့ရဲ့လွတ်မြောက်ဒေတာအတွက်လွတ်မြောက်ဒေတာမှာရှိနေတဲ့ပြည်သူတွေအတွက်အကောင်းဆုံးကျန်းမာရေးပညာရေးဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးပြီးတော့ကျွန်တော်တို့အဲတည်ဆောက်မှုတွေပြုလုပ်နေပါတယ်လို့ကျွန်တော်ဖြည့်ခြင်းပါတယ်အဲဒါအပြင်အခုကျွန်တော်တို့တွေဒီလွတ်မြောက်ဒေတာကိုအခြေခံပြီးတော့တော်လန်ရေးကနောက်တစ်ဆင့်တက်ဖို့အတွက် အဲကျွန်တော်တို့အဲပြင်ဆင်နေတာဖြစ်ပါတယ်ဒီလွတ်မြောက်ဒေတာတွေမှာပညာရေးနဲ့ပတ်သက်ရင်အခြေခံပညာအနေနဲ့တော့အကောင့်ထဲပေါ်နေပြီးသားဖြစ်ပါတယ်အခုအချိန်မှာလိုအပ်ချက်ကတော့အခြေခံပညာကနောက်တဆင့်တက်ပြီးအဆင့်မြင့်ပညာနောက်တက်မွေးပညာတွေကိုကျွန်တော်တို့သင်ကြားပေးနိုင်ဖို့အတွက် ကျောင်းသူကျောင်းသားတွေအတွက်ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေပါတယ် 2026 January February ကိုရည်မှန်းပြီးတော့ကျွန်တော်တို့တက်မွေးပညာကျောင်းတွေအဲအဆင့်မြင့်ပညာကျောင်းတွေနောက်ဈေးနဲ့ပတ်သက်ရင်ဈေးတက်ကတူအဲဈေးကျောင်းတွေပေါ့နော်နောက်သူနာပြုတက်ကတူသူနာပြုကျောင်းတွေအဲ community hub လူမှုကျန်းမာရေးနဲ့ပတ်သက်တဲ့အဲကျောင်းတွေကိုကျွန်တော်တို့ခွင့်လင်းနိုင်ဖို့အတွက်စီစဉ်နေပါတယ် ဒါတွေဟာအခု2026 January February မှာစတင်ဖွင့်လှစ်နိုင်လိမ့်မယ်လို့လည်းကျွန်တော်တို့အဲအဲယုံကြည်ပါတယ်ဒါအပြင်အဲ့ဒီအချိန်အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့အခုကနေကကြိုတင်ပြင်ဆင်ထားကြဖို့လဲကျွန်တော်ဒီနေရာမှာအဲကြုံတော့ခုချိန်ခါတင့်တော့ကျွန်တော်နှိုးဆော်အပ်ပါတယ်အဲအခုကျွန်တော်တို့ဒီရှိနေတဲ့ပေါ့နော်မြေပြင်ဒီလွတ်မြောက်ဒေသတွေပေါ့ဗျာအခုလိုအချိန်မှာ အဲလေချောင်းပြန်မှပကျန်တာကျွန်တော်တို့တွေအဲကင်းလွတ်ပါတယ်ဒီမှာလက်နဲ့ကြည်လဲမရောက်နိုင်ဘူးအဲစစ်ချောင်းနေလဲမထိုးနိုင်တဲ့နေရာတွေကျွန်တော်တို့မှာအများကြီးရှိပါတယ်ဆိုတော့ဒီနေရာတွေရဲ့ပြန်လဲထူထောင်ရေးနဲ့ခွင့်မျိုးတိုးတက်ရေးလုပ်ငန်းတွေဟာအရေးကြီးပါတယ်ဒါကြောင့်တရားကိုလည်းပဲကျွန်တော်အခုချိန်မှာဒီမြေပြင်ရောက်တဲ့ချိန်မှာကျွန်တော်တို့ NUG မြေပြင်မှာလည်းစုပေါင်းယုံလည်းရှိပါတယ်အဲဝင်ကြီးဒုဝင်ကြီး၈ယောက်၉ယောက်ကျွန်တော်တို့ယုံထိုင်နေယုံလည်းရှိပါတယ်အဲ့ဒီယုံမှာအချိန်ပြည့်အာယုံစိုက်ပြီးတော့ပြန်လဲထူထောင်ရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုစီစဉ်ဆောင်ရွက်နေတယ်လို့ကျွန်တော်အနေနဲ့ဖြေကျင်တယ်အဲကျွန်တော်မရောက်ခင်ကနေကလည်းတကယ်တော့ဒီမှာရှိနေတဲ့အဲတော်လန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ CDM တွေ အားလုံးကကြိုးစားနေခဲ့ကြပြီးဖြစ်ပါတယ်။ဒီပေါင်းစည်းမှုတွေနဲ့ဒီကြိုးစားမှုတွေနဲ့ကျွန်တော်တို့ဒီ NUG မြေပြင် ရုံးနဲ့နောက်ဒီအဲကျွန်တော်တို့ပညာရေးကျန်းမာရေးအဲဝင်ကြီးရုံးတွေနဲ့ပေါင်းပြီးတော့မကြာမီမှာမြေပြင်စီးတက်ကတူမြေပြင်သူနာပြုတက်ကတူမြေပြင်ပြည်သူ့ကျန်းမာရေးတက်ကတူတွေဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်မကြာမီမှာ မြေပြင်အဆင့်မြင့်ပညာတက္ကသိုလ်တွေဘာသာရပ်ပေါင်းစုံအဆင့်မြင့်ပညာတက္ကသိုလ်တွေတက်မွေးပညာကျောင်းတွေတော်လန်ရေးနဲ့အနာဂတ်အတွက် လိုအပ်တဲ့လူစွမ်းအားအရင်းအမြစ်တွေကို ထုတ်လုပ်ပေးနိုင်မှုအားဖြည့်ပေးနိုင်မှုနောက်ဒီလွတ်မြောက်ဒေသကိုအခြေခံပြီးအားကောင်းတဲ့တော်လန်ရေးကို နောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်မှုတွေတိဆောက်မှုတွေ